ရူတော်တော်မနန်းကြကျုံအကြောင်းသိကောင်းစရာရိတ်တကြီးအောင်ဝင်းမင်္ဂလာပါရှင်ချီကချန်နယ်လေးကနေပြန်လိုက်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆက်ကြော်ရာကြီးရဲ့အစွန်ပြားမှာနေရောင်ကြီးလက်သိမ့်မရပဲရေကဲရီနှဖုံးထားတဲ့ကျိုတစ်ခုရှိနေပါတယ်ဒီကျိုကိုကမ္ဘာနေအဖွဲ့စည်းတဲကနဝမမြောက်ကျိုဆိုပြီးအသိမှတ်ပြုခဲ့သလိုရူတော်လိုလဲနာမည်ပေးခဲ့ပါတယ်ဇောမနှစ်ပြားတစ်ပါးရဲ့အမည်ကိုအစွဲပြုပြီးပေးခဲ့တာပါအစပိုင်းမှာပရူတိုကိုပင်မကျိုအဖြစ်သတ်မှတ်ခဲ့ကြပေမဲ့နောက်ပိုင်းကျတော့ဂျိုတင်ဂျုံမွအဖြစ် ပြန်သတ်မှတ်ခဲ့ရတာပါဒီကိစ္စကဘယ်ကနေဘလို့ဖြစ်ခဲ့တာလဲဆိုတာကိုတော့ဗီဒီယိုလေးကိုဆက်ကြည့်ရင်သိနိုင်မှာဖြစ်ပါတယ်ပရူတိုကဝီလန်ခေါင်သေးတဲ့ကူဘာကပလန်ကျောင်းအတွင်းမှာတရှိနေခဲ့တာပါကူဘာကပလန်ကျောင်းရဲ့အကြီးဆုံးအရာဝတ္ထုတွေကတစ်ခုဖြစ်ပေမဲ့ရူဒိုဟာအမေရိကန်ပြည်ထောင်စုရဲ့တဝက်သက်သာလောက်ပဲရှိပြီးကဘာကိုပတ်နေတဲ့လအရွယ်စားရဲ့၃ပုံ၂ပုံခန့်သာရှိပါတယ်။ဒါကြောင့်နေဖွဲ့စည်းတဲ့ကရှိနေတဲ့ဂျိုရီနဲ့နှိုင်းရှင်ရင်ရူဒိုကအရန်ကိုသိငယ်လုံးတာပါ။၂၄၈နှစ်တောင်ကြာနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင်နေကနေဘီလီယံ3.6အကွာဝေးကနေလှပ်ပတ်နေရလို့ပါပဲဒီအကွာဝေးကနေနဲ့ကမ္ဘာကျမရှိတာထက်အစ40ကျော်ပိုဝေးပါတယ်ပန်းရတဲ့အချိန်ကတော့148စတောင်းဘိုးကျသွားတာပါနေနဲ့အရန်ဝေးကွာတဲ့အတွက်ပရူတိုဂျိုကလည်းအရန်အေးပါတယ်သူ့ရဲ့ပုံမှန်အပူချိန်ကအနုတ်395ကနေအနုတ်400ဒီဂရီဖာရန်ရအထိရှိနေတာပါ အဲ့ဒီလိုအေးခဲ့တဲ့အပူချိန်တွေရာပရူတိုရဲ့ဘူမိပိဒဆိုင်ရာဖွဲ့စည်းပုံကိုပေါ်ပြရန်မှာအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ကျောက်တွေနဲ့တပ်ထုတွေအများဆုံးရှိပြီးသူ့ရဲ့ဦးတိုင်းကိုရေကယ်ရီနဲ့လှောက်ထားတဲ့အပေါ်ရန်လောကဝင်းရချပါတယ်။ဒီပေါ်ရန်လောတွေမှာတော့အေးခဲ့နေတဲ့ကာဗွန်မိုနောက်ဆိုက်၊မီသိန်းနဲ့နိုက်ထရိုဂျင်တို့လိုဓာတ်ငွေတွေပေါင်းစပ်ပါဝင်နေကြတာပါ။အဲ့ဒီလိုအေးခဲ့နေတဲ့ဓာတ်ငွေတွေရာရုရှားနိုင်ငံရဲ့အရွယ်စားလောက်သာရှိတဲ့ မြင်းနဲ့ပြင်အေရိယာ6တရမ4စတူရမ်မလောက်ကိုဖုံးလွှမ်းကြပါတယ်။အဲ့ဒီရေခဲပြင်ဟာကဘာမြင်းနဲ့အတော်လေးဆင်တူပါတယ်။ရေခဲဝင်ရုံးစွန်းတွေထိုင်ဝမ်နဲ့လွင်ပြင်းနေတဲ့ချိုင်းကွက်တွေရှိပါတယ်။မြင်းနဲ့ပြင်ပေါ်မှာအေးခဲနေတဲ့နိုက်ထရိုဂျင်တွေအပြင်အေးခဲနေတဲ့ရေတွေနဲ့လှုပ်ထားတဲ့ရေခဲမြစ်တွေတောင်ရှိပြီးအေယာမရေပေါ်တောင်တွေကိုဖြစ်ပေါ်စေပါတယ်။အဲ့ဒီလိုကွဲပြားခြားနားတဲ့မြင်းမျက်နှာတွင်ပြင်ဟာရာတီဥတုပုံစံနဲ့ဓမ္မပေါင်းလေတူးရဲ့တရှိမှုကြောင့် သက်ရောက်မှုရှိပါတယ်။ပလူတိုရဲ့လေထုကပါလွာပြီးစွမ်းငင်အားနည်းတာကြောင့်အမြင့်ကြီးအထိရောက်ရှိပါတယ်။ပလူတိုကကမ္ဘာစွမ်းငင်အားရဲ့600ခန့်လုံးခန့်လောက်ပဲရှိပါတယ်။လေထုထဲမှာနိုက်ထရိုဂျင်နဲ့မီသိန်းတွဲငွေ့တွေအပြင်ပရိုတိုရဲ့ကောင်းကင်ကိုအပြန်ရောက်ဖြစ်စေတဲ့ဟိုက်ဒရိုကာဗွန်အမှုအမွားလေးတွေပါဝင်ပါတယ်။လေထုရဲ့အပိုင်းအစတချို့ဟာအေးခဲပြီးနှင်းလိုမျိုးတဲ့အမျက်ကျနေတတ်တာပါ။ပရိုတိုကသိငဲ့တဲ့ဂျိုလေးဖြစ်ပေမဲ့သွားလျှော့တော့လို့တော့မရပါဘူး။ဘာဖြစ်လို့လဲဆိုရင်သူ့မှာလည်းပက်နေတဲ့လ90000ရှိနေလို့ပါ။ အရွယ်အကြီးဆုံးလားဖြစ်တဲ့ Charon Soyin Bruto ရဲ့တဝက်လောက်တောင်ရှိနေတာဖြစ်ပါတယ်။ဂျန်နဲ့လာလေးစစ်ဖြစ်တဲ့ Nis Hardra, Gavron နဲ့ Stito ကတော့တတိလေးတွေပါပဲ။ကမ္ဘာနေပွဲစည်းတဲ့က Josh Long ကို1800ပြည်တွင်တွင်မှတွေ့ရှိခဲ့ပေမဲ့ Bruto ကိုတော့1930ကျောင်းမှတွေ့ရှိခဲ့တာပါ။ဒေါ်ဘီမနတောက်ချောက်ကိုအရောက်မှာပရူတိုကသူ့ရဲ့ဂုံပုတ်တွေကိုဆွလွန်လိုက်ရပြီးဂျိုတိန်ဂျုံမွားအဆင့်ကိုပြန်ရောက်သွားခဲ့ပါတယ်။ နေပွဲစည်းတဲ့ကကြော်တလုံးဖြစ်ဖို့တမတ်ချက်၄ခုရှိနေတာဖြစ်ပြီးပရူတိုကတမတ်ချက်တချို့ပျက်စီးသွားခဲ့ရတာပါတမတ်ချက်၄ခုကတော့နေကိုလက်ပတ်ရမယ်ကိုရိုင်းကလာမဟုတ်ရဘူးလုံဝင်းနဲ့ပုံတရံရှိပြီးဇွဲငင်အားကလည်းအတိုင်းတာတစ်ခုအတီရှိနေရမှာပါအခြေဆုံးသုံးချက်ကကန့်ညီပေမဲ့နောက်ဆုံးချက်ကအနိုင်မှုတွေရှိနေလို့ပရူတိုကဂျိုပစ်ကနေဂျိုတန်ဂျိုမွားအဖြစ်ပြန်သတ်မှတ်ခံခဲ့ရကြောင်းဝင်မြလာရင်ဗီဒီယိုလေးကနေကုန်ချော်လိုက်ရပါရဲ့ရှင် အစိုးရကြေကျေပေးကြတဲ့အတွက်တက်ရောက်ချင်းစီတိုင်းကိုထူပဲကျေးဇူးတင်ရှိပါရှင်။